ာပါရှင်ကျွန်မကတက်စင်ပါဒီနေ့နိုဖင်ဘာလ26ရက်နေ့အတွက် People's Bank ရဲ့အနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်အပေါ်ဆုံးကာကွယ်ရေးဘတ်ဂျက်ဒေါ်လာ40ဘီလီယံဘိုးလောက်တိုးမြှင့်နိုင်ဖို့ထိုင်ဝမ်စီစဉ်နေပါတယ် American F22 တိုက်လေယာဉ်က ကိုတိုင်ပြန်တမ်းရင် drone တစ်စီးကိုပါ တပြိုင်တည်းထင်းချုံနိုင်ခဲ့တာပါရုရှားရဲ့တောင်းဆိုမှုတွေကိုအခြေခံပြီး Trump ရဲ့အစ်စ်ရဲ့ဆေးရေးအဆိုပြုချက်အဖြစ်ယူကရိန်းစီပေးပို့ခဲ့တာလို့ဆိုပါတယ်ဒီတဲ့ရင်အပြည့်အစုံကိုနားဆင်ရမှာဖြစ်ပါရှင်။ ပိုဆောင်ကာကွယ်ရေးဘတ်ဂျက်ဒေါ်လာ40ဘီလီယံဘိုးလောက်ထိတိုးမြက်သုံးဆွနိုင်ဖို့ထိုင်ဝမ်အစိုးရကကြိုးစားနေကြောင်းသိရပါတယ်။တရုတ်နိုင်ငံရဲ့ချင်းချောက်မှုတွေပုံမကြီးထွားလာနေတဲ့အချိန်မှာထိုင်ဝမ်ဟာကုကုကိုကာကွယ်နိုင်စွမ်းကိုတတိယရောက်အမြင့်တင်ဖို့ပို့ပြီးအရေးတကြီးလိုအပ်လာနေတယ်လို့ထိုင်ဝမ်သမ္မတလိုင်ချန်ဒေးကနိုဝင်ဘာလ26ရက်နေ့မှာပြောကြားခဲ့တာပါ။တရုတ်ဟာထိုင်ဝမ်ကိုပိုင်နက်နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ထားပြီးလိုအပ်လာရင်စစ်အင်အားသုံးတိုက်ခိုက်သင်းယူမယ်လို့ပါချင်းချောက်ထားပါတယ်။ဒါပေမဲ့ထိုင်ဝမ်ကတော့ ဒီချလွတ်လပ်တဲ့ရည်တည်မှုကိုပဲလိုလားနေတာပါလွန်ခဲ့တဲ့9နှစ်တာအတွင်းတရုတ်အစိုးရဟာထိုင်ဝမ်ဆိုတာတရုတ်ရဲ့ပိုင်နက်အဖြစ်ကြောင်းဝါရဖြန့်ပုံဖော်တဲ့အားထုတ်မှုတွေကိုပိုပြီးအချိန်မြင့်လာတဲ့အပြင်စစ်ရေးအရာလဲချင်းချောက်မှုဆန်တဲ့ဖိအားပေးမှုတွေကိုချက်ထွန်လာခဲ့ပါတယ်တစ်ဖက်မှာလဲအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကထိုင်ဝမ်အနေနဲ့ကိုကိုကိုကာကွယ်ဖို့အတွက်ဇယိတ်စကားပုံမမြင့်တဲ့အသုံးပြုတဲ့အကြောင်းတိုက်တွန်းတောင်းဆိုလာခဲ့ပါတယ်ဩဂတ်လမှာတော့လိုင်ကော့ သူနိုင်ငံရဲ့အနှစ်စဉ် GDP ထဲက900ခန်းနှုန်းထိအချိုးအစားကိုကာကွယ်ရေးအတွက်အသုံးပြုဖို့ရည်ရွယ်ထားကြောင်းပြောကြားခဲ့ပူပါတယ်။လိုင်ဟာလာမယ့်နှစ်အတွက်ကာကွယ်ရေးအသုံးစရိတ်ဒေါ်လာဘီလီယံ30ကျော်ကိုအသုံးပြုခွင့်ရဖို့အတွက်လွှတ်တော်ကိုတင်ပြထားပြီဖြစ်ပါတယ်။ဒါဟာနိုင်ငံရဲ့ GDP ပမာဏ3.3နှစ်ရာခိုင်နှုန်းနဲ့ညီမျှပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာမိတ်ဆက်ကျင်းပခဲ့တဲ့အပေါ်ဆောင်ကာကွယ်ရေးအသုံးစရိတ်ဒေါ်လာ40ဘီလီယံကတော့ လာမယ့်နှစ်တွေအတွင်းနှစ်အလိုက်ကာကွယ်ရေးအသုံးစီတွေအပြင်လိုအပ်တဲ့အပိုင်းတွေမှာဖြစ်တင်းသုံးဆွဲဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။တမိုင်းချောင်းကိုပြောင်းကျင်တော့ဂျူးကျော်စစ်တွေရဲ့နောက်ဆုံးအနှစ်ချုပ်ရည်ရွယ်ချက်ကတော့ဂျူးကျော်ခံရတဲ့နိုင်ငံကိုကျွန်ပြုဖို့တာဖြစ်တယ်လို့အလိုင်းကပြောပါတယ်။ထိုင်ဝမ်ဟာအမျိုးသားလုံခြုံရေးကဏ္ဍနဲ့ပတ်သက်ရင်နည်းနည်းလေးမှပိုလီယိုလိုက်လို့မရဘူးလို့လည်းသူကဆိုပါတယ်။အချုပ်ချာအာဏာခိုင်မာရေးလွတ်လပ်မှုနဲ့ဒီမိုကရေစီတွေဆိုတာက နိုင်ငံရဲ့လုံးဝအထူးခိုက်မခံနိုင်တဲ့အခြေခံစံတမိုးတွေဖြစ်တယ်လို့လည်းလိုင်ကပြောကြခဲ့ပါတယ်။ American သမ္မတ Donald Trump ရဲ့လက်ရှိသမ္မတသက်သက်မှာပထမဆုံးအကြိမ်ဖြစ်ထိုင်ဝမ်ကိုဆက်လက်နက်တွေရောင်းချဖို့သဘောတူညီခဲ့ပြီးသတင်းပတ်တချို့အကြောင်းမှာလိုင်ကအပိုဆောင်ကာကွယ်ရေးစရိတ်သတ်မှတ်မဲ့ကိစ္စကိုကြေညာခဲ့တာပါ။ November လဆန်းတုန်းက Trump ရဲ့အဆိုရဟာဒေါ်လာတန်း330ဘူဆက်လက်နက်ပစ္စည်းအစိတ်အပိုင်းတွေထိုင်ဝမ်စီရောင်းချဖို့ခွင့်ပြုပေးခဲ့ပါတယ်။လိုင်က ထိုင်ဝမ်ဟာတီဒုံလို့နာမည်ပေးထားပြီးအလော်အဆင့်ဆင့်နဲ့ခုခံနိုင်မဲ့လေချောင်းကာကွယ်ရေးစနစ်တစ်ခုကိုအကောင့်ထဲဖော်နိုင်ရေးအားထုတ်မှုတွေကိုလည်းအချိန်အဟောမြင့်တန်သွားမယ်လို့ဆိုပါတယ်။သူပေးချင်တဲ့သတင်းစကားကယူရှင်ကြောင့်ထိုင်ဝမ်ဟာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုအလေးထားအားစိုက်သွားမှာဖြစ်ကြောင်းတစ်ဖက်မှာလည်းနိုင်ငံရဲ့အနာဂတ်ကိုကာကွယ်ဆောက်ရှောက်ဖို့စစ်ထက်တန်ပြင်းပြမှုမှာထိုင်ဝမ်ကိုကမ္ဘာပေါ်မှာရှိသမျှတခြားဘယ်နိုင်ငံမှမမိနိုင်ကြောင်းလိုင်ကပြောကြားသွားပါရှင်။ American ရဲ့ F22 တပ်လျင်မှုတူဟာလေယာဉ်ကိုပြန်တန်းနေချိန်အတွင်းမှာပဲနောက်ထပ် drone တစ်စီးကိုပါတပြိုင်တည်းထိန်းချုပ်နိုင်တဲ့အစမ်းသပ်မှုကိုပြီးမြောက်အောင်မြင်ခဲ့ကြောင်းသိရပါတယ်။ Lockheed Martin ကုမ္ပဏီကပြစမမျိုးဆက်အစစ်မြစ်တပ်လျင်ရဲ့လေယာဉ်မှုဟာစစ်စင်ရေးလှုပ်ဆောင်နေရင်တခြား drone တစ်စီးကိုပါအလိုက်တဲ့အတွဲဖက်စေခိုင်းနိုင်တဲ့အစွမ်းဆောင်ရည်ရှိကြောင်းပြသနိုင်ခဲ့တယ်လို့ပြောပါရယ်။ F22 တွေကိုထုတ်လုပ်တဲ့ကုမ္ပဏီရဲ့အဆိုအရ နီဗာဒါပြည်နယ်လတ်စ်ဘီဂတ်မြို့မှာရှိတဲ့ Nellis Leaders Camp အခြေစိုက် F22 ဒဇီးရဲ့လေယာဉ်မှုဟာလေထဲမှာပြန်ဝဲနေတဲ့ MQ-20 drone ဒဇီးကိုရောသူရဲ့လေယာဉ်ကိုပါတပြိုင်တည်းထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။လော့ဟီမာတင်ဟာတယောက်စီးတိုက်လေယာဉ်တွေရဲ့စစ်စင်ရေးမစ်ရှင်လိုအပ်ချက်တွေကိုဝန်းရံဖြစ်တင်းပေးမဲ့ drone တွေကိုပါလေယာဉ်မှုတွေကလိုသလိုထိန်းချုပ်နိုင်မဲ့လေလာမှုမျိုးကိုလုပ်ဆောင်နေပါတယ်။အဲဒီကုမ္ပဏီဟာနောက်ပိုင်းနှစ်တွေမှာ American ရဲ့အဆင့်အမြင့်ဆုံးတိုက်လေယာဉ်တွေဖန်တီးထုတ်လုပ်မှုမှာ အဓိကကြကြတောင်းဝယူနေခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့လော်ဟီမာတင်ဟာ F22 နဲ့ F35 တွေလိုပစ္စမမျိုးဆက်အစစ်မြစ်တိုက်လေယာဉ်တွေမှာညံရီတု AI နှိပညာသုံး drone တွေနဲ့လူလိုက်ပါတဲ့တိုက်လေယာဉ်တွေဟာဟန်ချက်ညီပေါင်းဆက်ပြန်တန်းနိုင်ဖို့ကိုမဟာဗျူဟာစီမံကိန်းတစ်ခုအနေနဲ့အကောင့်ထဲဖော်နေပါတယ်။လော်ဟီမာတင်ဟာ AI အထောက်ပံ့ပေါင်းဆက်စီမဲ့လေကြောင်းစစ်စင်ရေးနှိပညာပိုင်းနဲ့ပတ်သက်လို့နှစ်အတော်ကြာလေ့လာနေကြတာဖြစ်ပါတယ်။ F22 တွေကိုလေကြောင်းစိုးမိုးရေးအတွက်အဓိကအရည်ရွယ်ထုတ်လုပ်ထားပြီးလက်ရှိကမ္ဘာပေါ်မှာထုတ်လုပ်ခဲ့ပိုးသမျှစွမ်းဆောင်ရည်အမြင့်ဆုံးတိုက်လေယာဉ်တွေလို့သတ်မှတ်ခံထားရပါတယ်။ American ကတော့ F22 တွေကိုပြပတင်ဖို့အယောင်ချခွင့်ပိတ်ပင်ထားပါတယ်ရှင်။စစ်ရဲစဲရဲအတွက် American ကထောက်ခံတဲ့အစိုးရချက်တွေဆိုပြီး Ukraine စီပေးပို့ခဲ့တာတွေဟာရုရှားရဲ့တောင်းဆိုချက်တွေကိုပြန်လည်ကိုးကားထားတာဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းက American သမ္မတ Donald Trump က ရုရှားနဲ့ယူကရိန်းကြားကစစ်ပွဲကိုရက်စဲစေဖို့သူအစိုးရကကျောင်းဝင်ညှိနှိုင်းပေးတဲ့တောင်းဆိုချက်28ချက်ဆိုတာကိုယူကရိန်းစီပေးပို့ခဲ့ပါတယ်။အဲ့ဒီအချက်တွေထဲမှာယူကရိန်းရဲ့နေမျိုးတွေကိုဆုံးလဖို့တပ်ရင်အားကို6သိန်းသာကန့်သက်ထားရှိဖို့နေတိုးစစ်မဟာမိတ်အဖွဲ့တွေဝင်ရောက်ဖို့မျှော်လင့်ချက်ကိုအပြီးဆုံးလဖို့နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ရေးဘယ်တော့မှမကြိုးစားဖို့ဆိုတာတွေပါဝင်ခဲ့ပါတယ်။ထရမ့်ကသဘောတူထားတယ်ဆိုတဲ့အဲ့ဒီအချက်လက်တွေပေါက်ကြားလာချိန်မှာ ရုရှားဘက်ကတိတိတသားအလေးပေးထားကြောင်းလိလာသူတွေကသုံးသပ်ခဲ့ပါတယ်။အထိနောက်ပိုင်းမှာယူကရိန်းကအစိုးရချက်တချို့ကို ပြန်လည်ပြင်ဆင်ပြီးအမေရိကန်စီပြန်ပို့ထားတယ်လို့သိရပါတယ်။ပြန်ပြင်ထားတဲ့အစိုးရနဲ့ပတ်သက်လို့တော့ရုရှားကအလက်ခံမလားဆိုတာမသေးချာသေးပါဘူး။အခုသတင်းပတ်ထဲမှာအမေရိကန်အစိုးရသတင်းရင်းမြစ်သုံးခုလောက်ကမှတ်ချက်ပေးခဲ့ရမှာတော့ယူကရိန်းစီကနအူးပို့ဆောင်ခဲ့တဲ့အစိုးရချက်28ခုဆိုတာဟောအော်တိုဗာလာရုံးကရုရှားကအမေရိကန်စီပေးပို့ထားတဲ့တောင်းဆိုမှုတွေထက်က ထုံနှုတ်ထားတာတွေဖြစ်တယ်လို့ပါရှိခဲ့ပါတယ်။ရုရှားရဲ့တောင်းဆိုချက်တွေကိုနမ်းပေပါ မှတ်တမ်းတွေလို့ခေါ်ဝေါ်ပြီးတနည်းအားဖြင့်စစ်ပွဲကိုအဆုံးသတ်စေချင်ရင်ယူကရိန်းကဘာတွေလိုက်လျောရမယ်ဆိုတာကိုရုရှားဘက်ကတောင်းဆိုထားတာတွေဖြစ်ပါတယ်။အဲ့ဒီနမ်းပေပါတောင်းဆိုချက်တွေထဲမှာယူကရိန်းကကြိုတင်ညှင်းဆို့ထားပြီးသားကိစ္စတချို့ပါဝင်နေပါတယ်။ American အစိုးရကယူကရိန်းစီလက်လွဲပေးခဲ့တဲ့အစ်ရဲ့စေရေးအစိုးရထဲမှာနမ်းပေပါရဲ့အချက်အလက်တွေကိုထည့်သွင်းထားတယ်ဆိုတာ အခုခါပထမဆုံးအကြိမ်အတည်ပြုချက်ထွက်ပေါ်လာတာပါဒါပေမဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဝါရှင်တန် DC မြို့တော်မှာရှိတဲ့ရုရှားနဲ့ယူကရိန်းတန်ယုံတွေကတော့ဒီသတင်းအပေါ်ဗာမတ်ချက်မှမပေးသေးပါဘူးအင်ဖြူတော်ကလည်းနှုတ်ဆက်နေစေဖြစ်ပါတယ်ထရမ့်အနေနဲ့စစ်ပွဲကိုရပ်ဆိုင်းစေဖို့ကြောင်းဝင်ဆက်ဆက်ပေးရမှာဘာကြောင့်ရုရှားဘက်ကတင်သွင်းတဲ့အစိုးတွေကိုတူလက်ခံထားတဲ့အစိုးပြုချက်တွေအဖြစ်ရည်ညွှန်းပြီးယူကရိန်းစီပေးဖို့ခဲ့တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရသေးပါဘူး ရုရှားရဲ့တောင်းဆိုမှုအများစုဟာယူကရိန်းအတွက်လက်ခံပေးဖို့ခက်လိမ့်မယ်ဆိုတာကိုအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုအပါအဝင်အစိုးရအရာရှိတော်တော်များများကသဘောပေါက်ထားပြီးဖြစ်ပါတယ်။ထရမ့်ကယူကရိန်းစီပေးဖို့တဲ့အကြံပြုချက်28ခုကလူသိရှင်ကြားပေါက်ကြားလာတဲ့အခါမှာတော့တကယ်တမ်းအလုပ်ဖြစ်ပါမလားဆိုတာကိုတန်တရားနဲ့မေးခွန်းထုတ်မှုတွေလည်းရှိလာပါတယ်။ဝေဖန်မှုတွေမြင့်တက်လာတဲ့နောက်အမေရိကန်အစိုးရဟာမူလအစိုးရပြုချက်တွေထဲက6ခုလောက်ကိုပြန်လည်ရုပ်သိမ်းဖယ်ရှားဖို့ ယူကရိန်းနဲ့အစွေးနွေးသဘောတူခဲ့တယ်လို့သိရပါတယ်။ American တွတ်တော်တွေကဗမ်မလိုက်အင်အားစုတချို့ကလည်း Trump ရဲ့ကနဦးအဆိုတွေဟာရုရှားဘက်ကဖြစ်ချင်တာမှန်တယ်မြောက်ကိုစည်ရင်လှုပ်ပေးထားတာနဲ့တူနေတယ်လို့ Rubio ကို ပြောဆိုခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာပြန်ပြင်ထားတဲ့အစိုးမူချမ်းကိုတော့လက်ခံနိုင်ခြင်းရှိတယ်လို့ယူကရိန်းအစိုးရအရာရှိတွေကပြောကြားထားပေမဲ့နေမီရီဆွန်မော်ရဲ့အပေါ်ဝင်ထိလွယ်ရှလွယ်ကိစ္စတချို့နဲ့ပတ်သက်ရင်တော့ယူကရိန်းသမ္မတဇယ်လန်စကီကိုယ်တိုင် ထရမ့်နဲ့လူချင်းတွေးဆောင်ဆွေးနွေးပြီးမှအတည်ပြုဆုံးဖြတ်နိုင်လိမ့်မယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်ရှင်။ People's Spin ကနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။